ဦးနှုတ်ရဲ့ကာမတဏအခန်း20ခုကိုမြင့်ဆွေနဲ့မမေကြီးမခင်လာအတွက်ရက်လက်ဆန်းကြွေတဲ့နေ့မှာ မမေကြီးကအကူကြီးမနေ့ပြန်ကစပြီးအကြီးနဲ့အလုံးစင်မယ်လို့ပြောတယ်။အကြီးရေတင်းကနေနှစ်ပတ်လောက်နားပါအောင်လာကွယ်လို့ပြောတယ်။အကြီးကကျမတန်တဲ့တန်ချပြီးပြီဆိုတဲ့မျက်လုံးတွေနဲ့ကိုမြင့်ဆွေကိုကြည့်ပြီးခေါင်းခါပြတယ်။အကြီးလည်းသူပြောတဲ့အတိုင်းနောက်တစ်နေ့ကစပြီးအလုံးစင်တယ်။အကြီးကိုသူ့ရုံကန်ပေးပြီး သူကတခြားရုံငန်းတစ်ခုကိုပြောင်းမယ်လို့ကိုမျက်စီကပြောတယ်။အကြီးကသဘောမတူဘူး။အလုံးတင်ခြင်းလို့လာတာ။တခန်းလဲနေမှာဘောလို့ပြန်ပြောတယ်။ဒီလိုပြောပြီးကိုမျက်စီစွဲကုန်ရဲ့ညာဘက်တောင်နာကိုအကြီးဟာသူ့အတူကလထိုင်တလုံးဆဆွဲပြီးထိုင်နေတယ်။ကိုမျက်စီကတတိဆိုတာဒီလိုနေရထိုင်ရတာမဟုတ်ဘူး။ဒီလားထိုင်လို့သူ့နေရာကိုခေါ်တယ်။မန်နေဂျာဆိုတာတတိပြောတာကိုနားထောင်ရတယ်။အဲ့ဒီတော့အကူကြီးအိမ်မှာထိုင်အကြီးကဒီနေရာမှာထိုင်မယ်လို့ပြောတယ်။ ုမြင့်စွေလည်းသူ့နေရာမှာပဲထိုင်ရတယ်။ညွန့်ညွန့်ကလေးလည်းသူ့အလုပ်ဝတရားအတိုင်း၃၄ချိန်လောက်မန်နေဂျာရုံးခန်းထဲဝင်လာတယ်။ဒါပေမဲ့တတိရှိနေတဲ့အတွက်အရင်ကလိုမန်နေဂျာနဲ့အရုံးမဝင်ရတော့ဘူး။တိတ်ပြီးအင်္ဂလိပ်ရတာပဲ။စာရီဝါရီပြရင်လည်းတိတ်ပြီးစီကန်းတေဝတ်တာပဲ။ထုံးစံအတိုင်းရက်နေရာမန်နေဂျာထက်တောင်တထွာလောက်ပူပြီးဝင်နေသေးတယ်။နေတိုင်းကော်ဖီကိုလည်းလာနဲ့မပေးရတော့ဘူး။တတိရဲ့အချိန်ကတိတ်ကြည့်တာပဲ။အကြီးကိုယ်တိုင်သူယူလာတဲ့စားစရာတွေနဲ့ကော်ဖီကိုပြင်ပြီး အကူကြီးကိုကြွေးတယ်။ကိုမင်းဆွေလည်းဒီကလေးမကလေးဟာသူ့အဖေရဲ့ယူရရပြုစုတာကိုတခါမှမခံရပဲကြီးလာခဲ့ရတယ်။သူ့အဖေအပေါ်မှာနှွေစိုးမစိုးခဲ့သမျှအတိုးချပြီးငါ့အပေါ်မှာနှွေစိုးစိုးနေမှာပဲ။ငါမှလည်းသူ့အမေပေးထားတဲ့ကလေးရှိတယ်။ဒီတော့သူ့စိတ်ချမ်းသာအောင်ကြည့်ပြီးစောင့်ရှောက်သွားရမှာပဲလို့တွေးရင်အကြည်ပြင်းပြတာကို စားနေတယ်။တောင်းလောက်ကြတော့အကြည်ကအကူကြီးအလုပ်ထဲမှာအယံမှုတတ်တဲ့လူတွေမရနှိမ့်ဆက်တတ်တဲ့လူတွေရှိသလားစုံစမ်းပြီး ဒီလူမျိုးတွေရှိရင်အရင်နဲ့မရနိုင်စက်တာဖြတ်ပါမယ်ဆိုတဲ့ဂရီတောင်းပါဂရီမပေးရင်ထုတ်ပြပါဂရီပေးပြီးဖောက်ရင်လည်းထုတ်ပြကိုကြီးအိမ်မှာအရင်နဲ့တော့မရကိုလည်းအင်မတန်နှိပ်စက်တဲ့ထမင်းချက်သမားအင်းငိမ့်ဆိုတာရှိတယ်ဖေဖေတေးပြီးနောက်တနေ့အကြီးခေါ်ပြီးအရင်နဲ့မရနိုင်စက်တာဖြတ်မလားအလောက်ကထွက်မလားလို့မေးတယ်အရင်နဲ့မရနိုင်စက်တာဖြတ်ပါမယ်လို့ဂရီပေးတယ်အရင်တည်းကလူကြီးသုံးဦးရဲ့အာမခံချက်ကိုပါအကြီးယူထားတယ်အခုတော့အေးနေတာပဲဘာသမ်းမှမကြားရတော့ဘူး အကိုကြီးလည်းအလောက်ဘက်မှာဒီလိုပဲလှုပ်တာပါ။အရက်တောက်တဲ့လူနဲ့မိမနှိပ်စက်တဲ့လူကိုအကြီးသိမ့်မုံတယ်လို့ပြောတဲ့အကြီးကတော်တော်ပြက်ပြက်သားသားရှိသားပဲလို့ပြောပြီးကိုမြင့်စွေကပြောနေတယ်။ပြီးတော့မှအကြီးဟောဒီတရားလေးကိုမှတ်ထားပြီးခဏခဏဆင်ခြင်နေတဲ့မှာကုသသက်ရတယ်။လူတွေဟာကြီးတယ်ငယ်တယ်မဟုတ်ဘူးအားလုံးအရာအောင်ပဲ။အိုတဲ့တဲ့သဘောတရားကိုဘယ်သူမှမလွန်ဆန်နိုင်ဘူး။အားလုံးနိုင်အောင်ပဲ။နားတဲ့တဲ့သဘောကိုဘယ်သူမှမလွန်ဆန်နိုင်ဘူး။သိရအောင်ပဲ။သိတဲ့တဲ့သဘောတရားကို ဘယ်သူမှမလို့ဆန်နိုင်ဘူးအဲ့ဒီတရားဟာတဲ့ပြီးခီးရောက်တဲ့ကွယ်ခဏခဏဆင်ញံပေးပါလို့ပြောတယ်အကြည်လည်းရုံစင်းပြီးအင်းကိုပြောင်းတဲ့အခါဒီလိုဒါရယာကိုရည်နေတယ်ငါအလုံးစဆင်းနေရုံရောက်တော့တကန်းစီခွဲနေဖို့အကိုကြီးစီကူတယ်ဒါစရေးတွေအလို့သမားတွေကငါ့ကိုကဲရမှာစိုးလို့ထင်ပါရဲ့အကိုကြီးဟာတနိုင်ငံလုံးကိုလှစ်လာခဲ့ပြီမဲ့လောကအကြောင်းကိုတိုက်ထဲမှာနေရင်ငါတော့မသိဘူးမကဲရတဲ့သူတွေဟာဘယ်ရှိမလဲ တရားမင်းနှွားအောင်ဆောင်လာတာတောင်းဂျိုကားတယ်လို့ကဲ့ရတဲ့လောကကြီးဒီလောကကြီးထဲနေရတဲ့ငါနဲ့အကိုကြီးဟာရုံးခန်းတစ်ခန်းနဲ့မနေပဲအကိုကြီးကဆက်ရှိကမြေကမ်းပေါ်မှာငါကဆက်နောက်ဖေးကလေခွေးထဲမှာနေရင်လည်းအကဲ့ရခံရမှာပဲအကဲ့ရခံရမှာကျန်အတူတူဘာဖြစ်လို့အုံပုံးကြီးလုံးနေမလဲငါအကိုကြီးကိုချစ်တယ်ကြိုက်တယ်လိုချင်တယ်တနေ့တော့အကိုကြီးကိုဖွင့်ပြရမှာပဲမင်းမင်းဆုံးပြတာမကြသေးလို့ချက်ချင်းပြောလို့မကောင်းသေးဘူးအကိုကြီးကိုချစ်ရင်မရေတရေကြောက်စုတ်ကြောက်စုတ် အုံပုံးလိုချစ်လို့မရဘူးလို့ရေးထားလိုက်တယ်။ကုံမျိုးစင်အင်းပြန်ရောက်တဲ့အခါဒေါ်လေးရေအကြည်ဒီကနေ့အလုပ်ဆင်းနေသူ့ကိုကြည့်ရတာအလုပ်ကိုကြိုးစားပြီးတင်ကျင်ပုံပဲ။သူ့ကိုတတိယရေဆိုပြီးရုံကန်တက်တက်တခုပေးတာမရဘူး။အလုပ်တင်ကျင်နေဆိုပြီးကျွန်တော်ရုံကန်ထဲမှာပဲနေတယ်လို့ဝမ်းသာအားရဒေါ်လေးတင်မေကိုပြောပြနေတယ်။ဒေါ်လေးကပြုံးပြီးဖုန်းကြီးလုံးမဲ့ဆရာကြီးတော်တော်ကြာဤတိန်နာယသည့်လို့ဇန်ရှောနေုံမဲ့လို့ပြောတယ်။ဒေါ်လေးကလည်းတွေ့ကြရပြောပြီးဒီကလေးမကလေးဟာ ီအသက်အရွယ်ရောက်ရောတခါမှမိဘတွေရဲ့ရူးရရပြုစရာကိုခံရဘူးတာမဟုတ်ဘူးအမေကလည်းသူ့ဒုက္ခနဲ့သူအဖေကလည်းသမီးကိုနည်းနည်းမှပြန်ကြည့်တာမဟုတ်ဘူးအဲ့ဒီတော့ကျွန်တော်နဲ့တွေ့တဲ့အခါသူ့ကိုယ်သူကလေးလေးလိုဖြစ်ပြီးကျွန်တော်အပေါ်မှာနှွေဆူဆူနေတာပါပဲအမေလုပ်တဲ့လူကလည်းမသေးခင်တိတိချာချာအပ်သွားတော့ကျွန်တော်လည်းဂယုဆိုင်ပြီးစောင့်ရှောက်ပြီးနေပါလေဒေါ်လေးကစပြီးဒီလိုပြောရင်သူများတွေကဓာတ်ထက်ပြောလာရမှာပေါ့လို့ကိုမြင့်စွေကပြောတယ်ငါကသတိပေးတာပါမောင်မြင့်ရဲ့လို့ ဒေါ်လီဒေါ်ဒီမေကပြန်ပြောတယ်။နောက်တလားလောက်ကြာတဲ့အခါကိုမြင့်စွေနဲ့မမေကြီးတို့ရဲ့တရင်ဟာဝါကမတစ်မျိုးလုံးပြန့်နှံ့သွားတယ်။မတန်းခင်ကလေးဟာဒေါ်လီဒေါ်ဒီမေစီကိုတဏီကင်းလာလဲပြီးဒေါ်လီရဲ့အကူကြီးဖုန်ကြီးလုံးမယ်လို့ဒေါ်လီကသာပြောနေတယ်။အကူကြီးကတော့ရုံးခန်းတစ်ခန်းမှာအကြီးနဲ့အတူတူနေတယ်တဲ့။အကြီးအလုံးမစင်းခင်အကူကြီးရဲ့ရုံးခန်းထဲကိုစည်ရည်တွေဝင်လို့ရသေးတယ်။အခုဆိုရင်ဘယ်သူမှမဝင်ရတော့ဘူးတဲ့လို့ဗတန်းခင်ကဒေါ်လီဒေါ်ဒီမေကိုပြောပြနေတယ်။ ။တရင်ဆိုတာအမှန်ဟုတ်တာထက်နည်းနည်းလေးတော့ကားထွက်လာတဲ့တည်းမမေကြီးအလုံးစင်းပြီးတဲ့နောက်ရုံငန်းထဲကိုရှေ့တုန်းကလိုပဲဝင်ထွက်နေကြတာပါပဲ။ဒါပေမဲ့မြို့ထဲကိုဒီတရင်ရောက်လာတော့ရုံငန်းထဲကိုဘယ်သူမှမဝင်ရတော့ဘူးလို့ရောက်လာတယ်။ဒေါ်လေးဒေါ်တင်မီကလည်းဘာမှပြန်မပြောဘူး။နားထောင်နေတယ်။နောက်ပြီးတော့လေအကိုကြီးဟာညာတိုင်းလိုလိုပဲအကြီးတို့တိုက်ကိုသွားတယ်။တကောင်းကျော်လင်းအားကြီးလောက်မှအင်ကိုပြန်လာတယ်လို့လေမြို့ထဲမှာပြောနေကြတယ်လို့မတန့်ခင်ကဆက်ပြောတယ် ဘာတွေဟာတတ်တမနာလို့လို့ပြောတဲ့စကားတွေပါ။မတန်းခင်မြုံပါနဲ့။မောင်မြင့်ဟာရှိုးရှိုးရှက်ရှက်တက်တလုံးတစ်ခါမှမလုပ်ဘူးပါဘူးကွယ်။ညဘက်လည်းဘေးမှမသွားရပါဘူး။အိမ်မှာပဲစာဖတ်တယ်ပရိစိတ်တယ်ကမ္မထမ်းထိုင်တယ်။ဒါတွေလုပ်နေတာပဲလို့ဒေါ်လေးမေကပြန်ပြောလိုက်တယ်။ဒေါ်လေးစီကတဆင်ဒီသတင်းကိုကြားရတဲ့အခါကိုမြင့်စီကစိတ်မချမ်းမသာဖြစ်သွားပြီးလူလောကထဲမှာ နေသေးရော့ဒါမျိုးတွေနဲ့ခဏခဏတွေ့ရအောင်ပါပဲလို့တဆင်စိန်တွေးနေမိတယ်။မမေကြီးကလေးဟာ အမိအဖတို့ရဲ့အယူအယကိုတစ်သလုံးတစ်ခါမှမခံခဲ့ရဘူး။အဖေပေါ်မှာလည်းတစ်ခါမှမဲဆိုးမဆိုးခဲ့ရဘူးဘူး။ဒါကြောင့်သူ့ကိုအဖေလိုသဘောထားပြီးမဲဆိုးဆိုးနေတယ်လို့ကိုမင်းစွေဟာယူသားစွာယုံကြည်ပြီးမမေကြီးကလေးစိတ်ချမ်းသာပါစေတော့ဆိုတဲ့သဘောနဲ့အများကြီးအလိုလိုက်နေတယ်။မမေကြီးဟာသူ့အမိကိုလွမ်းနဲ့အလွမ်းပြေလောက်တဲ့အချိန်မှာသူစိတ်တိုင်းကြတဲ့မောင်ချစ်တင်နဲ့ပြစားဖို့သူစိတ်ကူးနေတယ်။မောင်ချစ်တင်ဆိုတာ BCS ဆောင်ဘွယ်အောင်နာမကြသေးဘူး။ ကိုမြင့်စွေပသိမ်မအလောလောတုန်းကသူ့လောက်မှာအခွန်ဝန်းအဖြစ်နဲ့အမှုထမ်းခဲ့ဘူးတဲ့လက်မစားအပြုံးမလိုက်တဲ့ဖဲမရိုက်တဲ့အရမတောက်တဲ့ယရနာသုံးပါးကိုခိုင်းဆိုင်နေကိုမြင့်စွေကိုလည်းအကူကြီးလိုချစ်ပြီးအစစအရာရာစုံမဖို့အပ်ထားတယ်ဒီသူငယ်နဲ့အကြည်နဲ့ပေးစားအလုံလွဲဖုန်ကြီးလုပ်ပြီးဒီဘဝမှာပဲအနာဂတ်မြင့်မလောက်ရအောင်အတုဖို့ကိုမြင့်စွေကတော့အမြဲစိတ်ကူးနေတယ်ဒါပေမဲ့မမေကြီးကတော့ဒီလိုမဟုတ်ဘူး သူ့ထိုင်ရာရေကိုကြည့်လိုက်ရင်အကူကြီးကိုချစ်တဲ့အချစ်တကယ်ကြီးဟာမလေးကထက်တိတိတသားကြီးပူတိုးလာတဲ့ဆိုတာမျိုးတွေလည်းခဏခဏတွေ့နေရတယ်။ငါအချစ်ရန်ဦးကြီးဟာပောက်ကွဲလို့နေနေပြီဆိုတာတွေလည်းခဏခဏတွေ့ရတယ်။မင်းမင်းဆုံးပြည်သားကအ ਨੇ ဆုံး6လကြာမှငါပြောမယ်လို့စိတ်ကူလာတယ်။6လဟာတိတ်ကြတယ်။မဆောင်နိုင်တော့ဘူး။လေးလဆိုရင်တော်ပြီ။ငါပြောတော့မယ်ဆိုတာတွေလည်းတွေ့ရတယ်။ငါကသာအရင်ကြီးဖြစ်နေတယ်။အကူကြီးကတော့ ငါစိတ်ထဲမှာဘလို့ဖြစ်နေလဲဆိုတာသိဖို့မပေါ်ပါဘူး။တနေ့တားလဲအကြီးလူတွေဟာကြီးတယ်ငယ်တယ်မဟုတ်ဘူး။အားလုံးအူရအောင်မယ်။အူတတ်တဲ့သဘောကိုဘယ်သူမှမလွန်ဆန်နိုင်ဘူး။အားလုံးနိုင်ရအောင်မယ်။နားတတ်တဲ့သဘောကိုဘယ်သူမှမလွန်ဆန်နိုင်ဘူး။အားလုံးတည်ရအောင်မယ်။တည်တတ်တဲ့သဘောကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးဆိုတာကိုပဲပြောနေတာပဲ။တခြားပြောစရာတွေဒီလောက်ရှားလို့လား။လူဆိုတာအူရမှာနားရမှာတည်ရမှာပဲ။ဒါပေမဲ့အူရကအူပေါ့။ နားရခါနာပေါ့တေးတဲ့ခါတေးပေါ့မဟုတ်ခင်မနာခင်မတိခင်ပျော်ပါပါနေကြပေါ့ပျော်ပျော်ပါပါနဲ့နေရမယ့်အချိန်မှာဒီစိတ်မချမ်းသာစရာစကားတွေကိုပြောပြောနေလို့ဘာကြိုးထုမလဲဆရာတော်ကြီးတောင်းမိမိလိုတေကန်ဒီလူမမကိုမှဒီစကားမျိုးပြောတယ်အကူကြီးဟာဖုန်းကြီးထဲယူနေပြီးနေပါစေဒီလူမျိုးကြီးတွေကိုဘယ်လိုပြုရမလဲဆိုတာငါသိတယ်ငါလက်ထဲရောက်ပြီးရင်အလုံးစုံတနေ့ကနေနှစ်ပတ်လောက်ထပ်ပို့ပြီးမကြရဘူး အကိုကြီးဟာခင်မီလူတိဖြစ်ရမယ်လို့ရေးထားတာလည်းတွေ့ရတယ်။တလားောက်ကြားတဲ့အခါကိုမြင့်စွေဟာရုံးငန်းနဲ့လှုပ်လှုပ်နေတော့စာရိုက်ကစာတစောင်ရောက်လာတယ်။ဖောက်ကြည့်တဲ့အခါရင်ငွေလုံးဆရာကြီးဘယ်နဲ့လဲဘုန်းကြီးလုံးနိုင်အောင်မလား။မဲကြီးကလေးရဲ့ရွှေရင်ငွေရင်ရင်ကျော်မှာမျောပြီးမူးမေ့နေပြီထင်တယ်။အမြဲချောင်းကြည့်နေသူလို့လက်မှတ်ရေးထိုးထားတဲ့စာကိုတွေ့ရတယ်။ဖတ်ဖတ်ချင်းတော့ကိုမြင့်စွေရဲ့စိတ်ထဲမှာထောင်းကနေဖြစ်သွားတယ်။ဒါပေမဲ့တောင်းလောက်ကြတော့ စာပေးတဲ့လူကိုစိတ်ဆိုးစရာမဟုတ်ဘူးအမှန်စင်စစ်တော့ငါအနေတိုင်းဆင်ကျင်အောင် သူကတတိပေးတာပဲမိမနဲ့နှစ်ယောက်ချင်းမတွေ့နဲ့တွေ့လေစကားမပြောနဲ့ဆိုတာငါ့အမေငါ့ကိုခဏခဏတတိပေးခဲ့တာပဲဒါပေမဲ့ဘေကန်ကများအကျိုးပေးနေတယ်မဆိုနိုင်ဘူးမိမနဲ့နှစ်ယောက်ချင်းမတွေ့ဘဲမနေရတဲ့နေရာကိုငါရောက်နေရတယ်နှစ်ယောက်ချင်းတွေ့ရုံမကားသေးဘူးစကားလည်းပြောနေရတဲ့နေရာကိုငါရောက်နေရတယ်အမှန်စင်စစ် ဒီစာဟာငါ့ကိုဆင်ခြင်ဖို့တတိပေးတဲ့စာပဲလို့စိတ်ပြေလိုက်တယ်။ဘေးမှာထိုင်ကြည့်နေတဲ့အကြီးကဘာစာလဲအကိုကြီးလို့မိတယ်။အလကားပါကွာလို့ပြောပြောဆိုဆိုဆုတ်ပြစ်ပြီးစက်ကူဆိုချင်းတော်နဲ့ထည့်လိုက်တယ်။အဲ့ဒီနေ့မှာအကြီးဟာချမ်းစင်းစင်ဖြစ်လာတာနဲ့အလောက်ကစောစောဆင်းသွားတယ်။တိုက်ပြောင်းတဲ့အခါရေမချိုးဘူးလို့ကြံသေးတယ်။ဒါပေမဲ့အဲ့ဒီနေ့ဟာအကူကြီးနဲ့ဒေါ်လေးကိုထမင်းစားဖိတ်ထားတဲ့နေ့ဖြစ်တဲ့အတွက်ရေချိုးလိုက်တယ်။ထမင်းမစားခင် စင်ဝင်မှာစကားပြောနေတော့ အကြီးဟာနေမကောင်းဖြစ်နေတယ်လို့လို့ဖြစ်ပြီးထမင်းစောစောစားကြတယ်။ဒေါ်လေးနဲ့ကိုမင်းဆွေလည်းခက်စောစောပြန်လာခဲ့ကြတယ်။အိမ်ရောက်တဲ့အခါသူ့အဖေပြေးလာတဲ့မတ်စုစာအုပ်တွေကမိမနဲ့ဆိုင်တဲ့ဒီမတ်စုကိုပြန်ဖတ်နေတယ်။ရဟန်းတို့လောကမှာမိမအစင်းလောက်ဆွဲမတ်စေတဲ့နှစ်သက်စေတဲ့ရင်မှုစေတဲ့တွေ့ဝေစေတဲ့ပြီးနိဗ္ဗာန်ရဲ့အန္တရာယ်ဖြစ်တဲ့တခြားအစင်းတခုကိုငါပြားမြင်တော့မမှုရဟန်းတို့တတ္တဝါတွေဟာမိမအစင်းမှာဆွဲမတ်ကြတယ် မမိုးကြတယ်ရစ်ပတ်ကြတယ်တွေ့ဝေးကြတယ်တက်တော်အားတွေဟာဒီမိမတွေရဲ့အစင်းနောက်ကို တကောက်ကောက်လိုက်နေကြတဲ့အတွက်တန်ဇရာခရီးတစ်လျှောက်လုံးမှာပူဆွေးကြရတယ်ယဟန်တို့လောကမှာမိမအတန်လောက်အနန်လောက်အရာသာလောက်အတွေ့အထိလောက်ဆွေးမတ်စေတဲ့နှစ်သက်စေတဲ့ရင်မှုစေတဲ့အနှောင်ဖွဲ့စေတဲ့တွေ့ဝေးစေတဲ့ပြီးနေပန်ရဲ့အငြိဖြစ်တဲ့တခြားအတန်အနန်အရာသာ အတွေ့အထိကိုငါဖျားမြင်တော်မမူယဟန်တို့ တတ္တဝါတွေဟာမိမအတန်အနှံ့အရာသာ အတွေ့အထိမှာဆွေးမကြတယ်မမောကြတယ်ရစ်ပတ်ကြတယ်တွေးဝေးကြတယ်တတ္တဝါတွေဟာဒီအတန်အနှံ့အရာသာ အတွေ့အထိနောက်ကိုတကောက်ကောက်လိုက်နေကြတဲ့အတွက်တန်တရာခရီးတစ်လျှောက်လုံးမှာပူဆွေးကြရတယ်ရဟန်းတို့မိမဟာသွားနေတုန်းလေယောက်ျားရဲ့စိတ်ကိုဆွေးဆောင်ထားနိုင်တယ်ရက်နေတုန်းထိုင်းနေတုန်းအိတ်နေတုန်းရေရွှင်းနေတုန်းစကားပြောနေတုန်းတခြင်းဆူနေတုန်း ငိုနေတော့လေယောက်ျားရဲ့စိတ်ကိုဆွဲဆောင်ထားနိုင်တယ်။တည်ပြီးဖူးဖူးရောင်နေတဲ့အချိန်မှတောင်းယောက်ျားရဲ့စိတ်ကိုဆွဲဆောင်ထားနိုင်တယ်။ရန်တို့မာနကျော်ဝင်းဆိုတာဘာလဲလို့အတိတ်ပဲရှင်းပြခြင်းတဲ့လူတူဟာတခြားထွေထွေချူချူပြောနေဖို့မလို့မိမတူတဲကသာဆွဲပြတာရုံနဲ့ပြီးနိုင်တယ်။မိမိကိုတတ်ဖို့တန်လျက်ဆွဲကင်ထားတဲ့သူနဲ့စကားပြောလို့ကပြောနိုင်တယ်။မြေဘူးကလူနဲ့စကားပြောလို့ကပြောနိုင်တယ်။အစိပ်ပြင်းတဲ့အမွေကိုကင်လို့ကကင်နိုင်တယ်။ မိမနဲ့တရားချင်းချင်းစကားမပြောဆိုရဘူးမိမတွေဟာတတိလူကင်းနေတဲ့ယောက်ျားကိုသူတို့ရဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးတော့ပဲဖြစ်ဖြစ်မလုံးတလုံးဝတ်ဆင်ပြီးတော့ပဲဖြစ်ဖြစ်တတရရနူးနူးညံ့ညံ့ပြောဆိုပြီးတော့ပဲဖြစ်ဖြစ်နှောင့်ဖွဲ့တတ်တယ်။ဒါကြောင့်မိမဆိုရင်တီပီဖူးဖူးရောင်နေတဲ့မိမအလောင်းကိုတောင်မကင်တွေ့အပ်ဘူးစိတ်နှလုံးပျော်မှုပဲဖြစ်တဲ့အစင်းအတန်အနှံ့ရတာအတွေ့ဆိုတဲ့ကမ္မကုံ၅ပါးဟာမိမတွေရဲ့ယုံမှားရှိတယ် ကာမတဏရဲ့ဘေးကိုမမြင်ကြတဲ့အတွက်ကာမဆိုတဲ့ဝေဟုကကြီးထဲမှာတဝဲလေလေဖြစ်နေကြသူတွေဟာဘဝကြီးငယ်တွေမှာအမျိုးမျိုးဖြစ်ပြီးတန်ဆရာရင်ကျော်မှာမျောနေကြရမယ်။ကာမတဏရဲ့ဘေးအန္တရာယ်ကိုပိုင်းပန်းခြားခြားသိပြီးဒီဘီးတွေကကင်းရှင်းအောင် နေတဲ့သူတွေဟာအရတ်တဖူကိုရမယ်။လောကရဲ့တစ်ဖက်ကန်းဆိုတဲ့အတုမရှိတဲ့ယောဂကောင်ရာဖြစ်တဲ့အဖန်တလဲလဲပရိသန်နေရတဲ့ဘေးဝေရတဲ့ဘေး နားရတဲ့ပြီးတရတဲ့ပြီးတွေကကင်းလွတ်ရာချမ်းသာခြင်းအစီရတရားဖြစ်တဲ့နိဗ္ဗာန်ရွှေပြည်ကိုရောက်ကြရမယ်လို့ရှင်တော်မြတ်ဘုရားဟောကြားတော်မူပါတယ်။ဒီမဆုကိုဖတ်ပြီးငါတော့အင်မတန်ကြောက်စရာကောင်းတဲ့ဘဝကိုရောက်နေပြီ။ဒါပေမဲ့တေခါနီးသူ့အမေကိုငါပြလိုက်တဲ့ကလေးကလည်းရှိသေးတယ်။ဇောထွက်သွားလို့မဖြစ်ဘူး။ဒါကလေးကတော့မောင်ချစ်တင်နဲ့မြင်မြန်ပေးစားအလုပ်လွှဲပေးလိုက်ပြီးတော့မှငါမြင်မြန်ဖုန်ကြီးလို့ဒီလိုမဟုတ်ရင်တနာရရင်ရောမှာငါမျိုးရလိမ့်မယ်။ ငါမျောမှန်းထားတဲ့လောကဒရာမျောမှန်းချက်ကြီးလေပြုတ်ပြသွားလိမ့်မယ်လို့တယောက်တည်းလေးလေးနက်နက်စဉ်းစားနေတာနဲ့ညာ၁၇နှစ်လောက်အထိအိတ်မပြောဘူးတောင်းတော့ကြတော့အိမ်ရဲ့ပြင်ဘက်ကနှိုးနေတဲ့ချားတယ်တကားဖွင့်ပြတဲ့အခါ အကြီးတို့အိမ်ကလောသမားတယောက်ဖြစ်နေတယ်အကြီးတကူလုံးပူပြီးအသက်လည်းကောင်းကောင်းမရှူနိုင်ဘူးမြင်မြင်လာပါဆိုတာနဲ့မောင်မြင့်စွေလည်းကြပြကြအိုးစားလေးပြလိုက်သွားရတယ်နှစ်ဘူးစမ်းကြည့်တဲ့အခါအတော်ပူနေတယ် ဒါနဲ့စာကလေးတစ်စောင်ရေးပြီးဆရာအောင်ခေါ်ရတယ်။ဆရာအောင်ရောက်လာတဲ့အခါစမ်းသက်ကြည့်ပြီးအဖျားဒီဂရီ120ရှိတယ်။အစုံနှစ်ဖက်စလုံးရောင်းနေတယ်လို့ပြောတယ်။စီတလုံးထူတိုက်စီးတိုက်ရင်ဘက်ကျောင်းနယ်ပြည်တွေမှာကပုစီးပီးပြီးဆရာအောင်ပြန်သွားတယ်။အကြည့်ကိုဆောင်းကြည့်ဖို့သူနဲ့ပါလာတဲ့ဆရာမကိုထားပြခဲ့တယ်။နောက်ထပ်အရေးကြီးလာရင်ချက်ချင်းခေါ်လို့ဖို့လဲမှာသွားတယ်။ကိုမြင့်ဆွေလည်းစိတ်မကြတာနဲ့အိမ်မပြန်ဘူး။အင်းရှိကမှပလက်ကရတိုင်းတလုံးအချာခိုင်းပြီး အကြည့်ကိုဆောင်ရင်းလှင်းနေတယ်။နာယီသုံးချက်ပြန်တော့ကြတော့အကြည့်ဟာအိပ်ပျော်သွားတယ်။ဆရာမလည်းအကြည့်ကိုဆောင်ရင်းခပြင်းပြင်းနဲ့ဇဝဲခုံပေါ်ကတရားယူကိုဖတ်နေတယ်။ဖတ်ရင်းစိတ်ဝင်စားလာတာနဲ့တစ်ခုပြီးတစ်ခုဆက်ဖတ်ပြလိုက်တယ်။နာနဲ့9နာရီလောက်မှဆရာမတတိယရောက်လာတယ်။ညကဆရာမပြန်သွားတယ်။နာနဲ့17နာရီလောက်မှဆရာအောင်ရောက်လာပြီးစမ်းသက်ကြည့်တယ်။ပြီးတော့အစ်တလုံးထိုးပေးတယ်။ကိုမြင့်စွေကဘယ်နဲ့နေသေးတယ်လို့မိတဲ့အခါကောင်းတာပါပြီလို့ပြောတယ်။ တောင်းတော့ကြတော့ဆရာအောင်ကကိုမြင့်စီကိုအပြင်းပခဏခေါ်သွားပြီးမမကြီးရဲ့ယောဂါဟာရိုးရိုးမဟုတ်ဘူးစိတ်ဓာတ်ယောဂါလည်းပါနေတယ်ရိုးရိုးယောဂါတော့ကျွန်တော်ပြောင်းအောင်ကုပေးမယ်စိတ်ချပါဒီမနက်အပုံကြီးကောင်းသွားပါပြီစိတ်ဓာတ်တော့ဦးမြင့်စီရောဦးမြင့်စီပဲဆက်ကူတော့ကျွန်တော်မတက်နိုင်ဘူးလို့ဆရာအောင်ကပြောတယ်ကိုမြင့်စီကကောင်းကောင်းမရှင်းတာနဲ့ဒေါက်တာဘလို့စိတ်ဓာတ်လဲလို့မိတယ်တည်ချင်ရင်မမကြီးရဲ့ဂရင်ဘေးကဇဝဲပေါ်မှာဒါရိုက်ရှိတယ်အဲ့ဒါကိုဖတ်ကြည့်ဗျာ အကူကြီးအပေါ်မှာအချစ်တီကလေးတွေနေစဉ်တိုးနေတယ်။အချစ်ရန်အကြီးပေါက်ပွဲကနေနေပြီးအကူကြီးကိုတော့ဖွင့်ပြရတော့မှာပဲဆိုတာတွေစုံလျောင်ရေးထားတယ်။ဖတ်လို့တိတ်ကောင်းတယ်လို့ကျွန်တော်ရပူရတယ်။အဲဒီစိတ်တစားကိုတော့ကိုမြင့်စွေပဲဆက်ကူပြီးတော့လို့ဆေးအောင်ကပြုံးပြီးပြောတယ်။ကိုမြင့်စွေသဘောပေါက်သွားတယ်။ခေါင်းလေးကြီးသွားတယ်။မောင်ချစ်တင်တဲ့မမေကြီးကိုမြန်မြန်ပြေးစားမှာပဲ။ငါလည်းဘုန်းကြီးမြန်မြန်လုံးမှာပဲ။နေနေလို့မဖြစ်ဘူးဆိုတဲ့ကိုမြင့်စွေရဲ့တန်တေးတန်ဟာ ိုပြီးခိုင်မာလာတယ်။မမေကြီးဟာအဖျားကားတော့ရိုးရိုးဖျားတာပါပဲ။ဒါပေမဲ့ကိုုံဖျက်ချရတဲ့အတွက်အလုံးတော်မစင်းနိုင်ဘူးဆိုတဲ့တဲ့ဟာဘသူကလွှမ်းလိုက်မှမသိဘူးတမျိုးလုံးပြန့်နှံ့သွားတယ်။တရင်ပြန့်ရုံမကဘူးပလိတ်စီလဲကိုုံဖျက်ကြတယ်ဆိုတဲ့စာတော့ပြစ်တယ်။မြောင်းများကအေးပိုင်တဲ့ရာဇဝတ်စီကိုလည်းဒီလိုစာတော့ပြစ်တယ်။ကိုမြင့်စွေရဲ့အဖေဘုန်းကြီးတော်အေးအေးမနေရဘူး။သူ့စီလဲစာတော့ပြစ်တယ်။သူကဒီလိုလုပ်လိုက်မယ်လို့ဖေကမယုံဘူး။ဒါကြောင့်ဥတုံတာဟာ သူရတဲ့ဖြစ်စာပေါ့ဒါတွေငါမြုံဘူးလို့ရေးပြီးကိုမြင့်ဆွေစီပို့လိုက်တယ်။ဒါပေမဲ့သူခမဲတော်ကြီးပို့ပြီးစိတ်ချမ်းသာတော့အောင်ဆိုတဲ့ရေးချက်နဲ့ကိုမြင့်ဆွေဟာဆရာအောင်နဲ့ဆရာမတွေကိုပါခေါ်သွားပြီးရှင်းခိုင်းတယ်။ဒီတော့အတွင်းဆရာအောင်ဟာအတော်ကလေးအလုံးရှုပ်သွားသေးတယ်။ပလိကလာပြီးစုံစမ်းလို့ရှင်းပြပြီးအစီရင်ခံစာတစ်စောင်ရေးပေးရတယ်။မြောင်းမြရေးပိုင်ဦးလာကတော့ကိုမြင့်ဆွေရဲ့ဆရာဖြစ်နေတယ်။သူကလည်းပြစ်စာကိုမယုံဘူး။ကိုမြင့်ဆွေကိုခေါင်းခေါင်းယုံနေတယ်။ ဒါကြောင့်ပြစ်စာကိုကိုမင်းဆွေစီပို့လိုက်တယ်။ကိုမင်းဆွေလည်းဆရာဝန်ရဲ့အစည်းအဝေးကစားကိုယူပြီးကျေးဇူးတင်တဲ့စာနဲ့အတူဥလားစီကိုပို့လိုက်တယ်။မောင်မင်းဆွေဟာတတလုံးမိမနဲ့ပတ်သက်ပြီးတခါမှလက်ညှိုးထူးမခံရဘူး။သူကလည်းဒီကိစ္စမျိုးနဲ့ကင်းရှင်းအောင်အထူးစဉ်းကျင်နေ။ဒါကြောင့်ဒီကိစ္စတွေဖြစ်စားမှာမောင်မင်းဆွေဟာရှက်လင်းအများကြီးရှက်တယ်။စိတ်လင်းအများကြီးရှုပ်တယ်။လောကကြီးထဲမှာလူအဖြစ်နဲ့ရှေ့ဆက်နေသွားဘူးဆိုတာကိုလည်းကြောက်လဲအများကြီးကြောက်သွားတယ်။ နောက်ပြီးတော့လေသူဟာအရင်ရောက်ကလေးကစပြီးအနည်း20ကျော်ကျော်အချက်နေတဲ့ကိုတခါမှနေမကျွန်ခဲ့ဘူးအဲ့ဒီလိုနေမကျွန်ခဲ့ဘူးတဲ့အတွက်ဒီလိုဆိတ်ရှုပ်စရာတွေနဲ့တခါမှမတွေ့ခဲ့ရဘူးအခုအချက်နေတဲ့ကိုနေကျွန်မိတာနှစ်လကျော်ကျော်လောက်လေးပဲရှိသေးတယ်ခုဆိတ်ရှုပ်စရာတွေဟာဝိုင်းနေတာပဲဒါဟာစာလုံးရင်စပဲရှိသေးတယ်နောက်ပြီးနေကျွန်သွားတာနဲ့အမျှဘလို့မှဆိတ်ရှုပ်စရာတွေစိတ်ချမ်းသာစရာတွေနဲ့တွေ့ရအောင်မတည်သေးဘူးလို့လေကိုမင်းစီစဉ်းစားမိတယ် ငါမေမီပြောတော့ငါသားငါဖုန်းကြီးလုပ်ပြီးတရားထုံးနေရင်ဒါမျိုးတွေနဲ့လည်းတွေ့ရမှာမဟုတ်ဘူးအခုလောက်ဆိုရင်မတရားဖူတရားတွေအစစ်စင်တို့ပြရနေပြီလူကြီးခမည်းများကလည်းသူတို့ရဲ့ကိုးကရာအစစ်ဖြစ်တဲ့မညာဖုန်းညာတွေရအောင်ငါတော်ကြီးဆောင်ရွက်နေနိုင်ပြီအခုတော့အနည်းမရှိတာတွေအနည်းလိုထင်ပြီး မိုက်ကဲမီလိုအကျိုးမရှိတာတွေကို အကျိုးရှိတယ်ထင်ပြီးလိုက်ခဲ့မီလိုငရေပန်းတွေကိုရွှေပန်းတွေထင်ပြီးလိုက်ခဲ့မီလို့ ငါဒီစင်ရည်တွေနဲ့တွေ့ရတာပဲဆိုပြီးတော့လေအများကြီးစိတ်ဆင်းရဲနေရတယ်။ဒါပေမဲ့ကိုမြင့်ဆွေဟာလောကဒဏ်တရားနဲ့တွေ့ရတဲ့အခါခန္ဓာရဲ့ရှိအောင်အတော်လေးလေ့ကျင့်ထားတဲ့အတွက်တရားနည်းလောက်သာစိတ်ထဲမှာရောရက်ခက်ဖြစ်တယ်။လောကမှာလူတွေဟာစီစဉ်ဥစ္စာနဲ့တွေ့တဲ့အခါလည်းတွေ့ရတယ်။စီစဉ်ဥစ္စာနဲ့ကင်းတဲ့အခါလည်းကင်းရတယ်။အချွေရရန်နဲ့တွေ့တဲ့အခါလည်းတွေ့ရတယ်။အချွေရရန်နဲ့ကင်းတဲ့အခါလည်းကင်းရတယ်။ကိရာနဲ့တွေ့တဲ့အခါလည်းတွေ့တယ်။ ချမ်းသာတာနဲ့တွေ့ရခါလဲတွေ့တယ်။စိတ်ရတာနဲ့တွေ့ရခါလဲတွေ့ရတယ်ဆိုတဲ့လောကဓာတ်တရား၈ပါးကိုနှလုံးသွင်းနိုင်တဲ့အတွက်သူ့စိတ်တွေဟာအတော်ကြီးတက်တာရရသွားတယ်။နောက်ပြီးတော့လေတတ္တဝါတွေဟာသူတို့လောကီတာမှန်သမျှအမွေခံရတယ်။ငါအခုလိုဆုတ်ဆဲခံရတာဟာရင်ဘဝတုန်းကငါလည်းသူများကိုဒီလိုဆုတ်ဆဲခဲ့လို့ပဲအဲ့ဒီတော့ကိုခံရတဲ့အတွက်စိတ်ဆိုးမနေနဲ့ဘယ်သူမှပြုမိမိမှုလို့ပဲ နှလုံးသွင်းရင်ရောက်ရက်ခတ်နေတဲ့သူစိတ်တွေကိုစုံမနိုင်နဲ့နောက်ပြီးတော့ကိုမြင့်စွာဒီလိုလေးစဉ်းစားမိတယ်။ဦးချင်းသာဦးချင်းထိကျူးချင်းသာကျူးချင်းကြီးဆိုတဲ့စကားလိုပဲသူနဲ့အကြီးဟာအခုလိုသာကြာရှည်သွားနေကြမယ်ဆိုရင်တန်ချောင်းတောင်မင်းနဲ့အမြိုက်ခံရတာကြာရင် ပြော့ကြရသည်တယ်။မိမမယူဘူးဖုန်းကြီးတော့မင်းဆိုတဲ့သူ့တန်လေးတန်လူဟာမျိုးတော့ဘယ်ခံနိုင်မလဲ။အခုဆိုရင်ကြည့်ပါလားသူ့တန်ရရဲ့အကြောင်းကိုဆရာဝန်စီကကြားယုံကလေးရှိသေးတယ်။ ငါးစိတ်တွေဘလို့ဖြစ်နေလဲမသိဘူး။ဖောက်ပြန်ခြင်းတို့ဖြစ်နေပြီ။ဒါအစလုံးရင်စပဲမကောင်းဘူး။ငါဟာသူ့အတွက်ကုဆတ်တတ်တဲ့ယောဂါပဲ။ तू ကလည်းငါ့အတွက်ကုဆတ်တတ်တဲ့ယောဂါပဲ။ယောဂါမကုဆတ်စေခြင်းရင်ယောဂါနဲ့ဝေးအောင်ပြေးရမှာပဲ။သူ့ကိုနေရာချထားပြီးရင်တော့သူ့အမိကငါပြီးခဲ့တဲ့ကိရိယာခြေသွားပြီ။အဲ့ဒီအခါကျရင်ငါသွားခြင်းနဲ့စီသွားနိုင်ပြီ။ငါလွတ်လပ်ပြီလို့လဲစဉ်းစားမိတယ်။